လေးတောင်အောင်နဲ့တောင်ကုံမြို့နယ်ထဲမှာ 2RC တိုက်ရမယ်ဆိုရင်စိတ်ဝင်စားလားဒီတိုက် တော့ဒီလမ်းကလည်းကျဲတယ်ပေါ့နော်အဲအရှိဘက်မှာဆိုရင်လည်းဒီကားပါကင်ဧည့်သည်ကြီးလာရင်အဆင်ပြေနိုင်အောင်ကားပါကင်ထားလို့ရမယ့်နေရာလေးလည်းရှိပါရှင့်ဒီတကားလေးကိုလည်းသူကဆွဲတကားလေးပြုတ်လုပေးထားတယ်အဲ့တော့အထဲမှာလည်းကားပါကင်အတွက်တော်တော်လေးအဆင်ပြေရပေါ့နော်ကားလည်းနှစ်စီးလောက်ဆန်သွားမယ်ရှင့်ဒီဘက်မှာဆိုရင်တော့အာကားရဲ့ area လိုမျိုးကိုစိုက်ချင်တဲ့ပန်းပင်လေးတွေစိုက်လို့ရမယ်နေရာလေးလည်းထားပေးထားပါတယ်ကဲအိမ်ထဲဝင်ကြအောင်နော် ဒီအိမ်ရှိဘက်ကိုသွေးရင်လည်းဒီဘက်အားဒီဆမ်မန်တကားလေးထားပေးထားတဲ့အတွက်လုံခြုံရေးနဲ့စိတ်ချရတယ်။အဲတကားကိုလည်းဒီဘူးတကားလေးနဲ့တည်ချာချာလေးပြုလုပ်ပေးထားပါရဲ့ချင်း။အိမ်ထဲမှာဆိုရင်လည်းဒီဘက်မှာဆိုရင် living area လေးရှိမယ်။ living area ဒီဘက်မှာလည်းဆန်တွင်းပေါက်တွေပါတဲ့အတွက်အလင်းရောင်ရောလေဝလေးထပ်ပေါ်တော်တော်လေးကိုကောင်းနေရှင်။ဒီဘက်မှာဆိုရင် TV backdrop လေးတွေရှိမယ်။အဲဒီဘက်မှာလည်းတခြား accessory ပစ္စည်းလေးထားလို့ရမယ်။နေရာလေးလည်းပါထားပါဗျ။ ဒီလမ်းတလျှောက်ရောပေါ့နော်တော်တော်လေးကိုကျယ်ပေါ့နော်အမ်ဘေးဘက်မှာဆိုရင်လည်းတလျှောက်မှာမှန်ပြတွေးပေါက်လေးထားပေးထားတယ်ဒီဘက်ချမ်းမှာဆိုရင်တော့ master room လေးရှိပါတယ်ရှင်ဒီ master room လေးရလဲပေါ့เนาะအတော်တင်းတော်တော်လေးကိုလည်းကျဲပါတယ်ဒီဘေးဘက်မှာဆိုရင် master room ရဲ့ toilet လေးရှိမယ်အဲကြွေပြားလေးအပြည့်တက်ဆင်ပေးထားတယ်နောက်ထပ်အဲဘေးဒီအပြင်ဘက်မှာဆိုရင်လည်းအဲဒီ cabinet လေးထားပေးထားတယ်ပေါ့เนาะပစ္စည်းလေးတွေ အလှပစ္စည်းလေးရောထားလို့ရမယ်ဒီအနောက်ဘက်က kitchen room လေးပါအဲ kitchen room လေးမှာဆိုရင်လည်း cabinet တွေအပြည့်ထားပြီးတော့ basin လေးလည်းထားပေးထားတယ်ဒီ bed ရချမ်းမှာဆိုရင်လည်းမှန်ပြတွေမောက်တွေထားပေးထားတဲ့အတွက်အဲတော်တော်လေးကိုပေါ့နော်လေဝင်လေထွက်ကောအလင်းရောကောင်းကောင်းရတယ်ဒီဘက်ချမ်းမှာဆိုရင်အဲကစ်ချင်ထဲမှာကွန်မွန်ရေချိုးခန်းလေးနဲ့တော့တိုင်းလောက်ခွဲပေးထားရပါတော့။ရေချိုးခန်းကိုလည်းဒီ ကြွေပြားတွေအပြည့်တက်ပေးထားတယ်။ဘေးဘက်ချမ်းမဆိုရင်လည်းဒီတွိုင်းလန်ရေးထားပေးထားတယ်။အနောက်ဘက်ကိုတော့ထွက်လို့ရမယ့်တကားလေးရှိပါရဲ့ရှင်။အဒီလှေကလှေကားရဲ့ဒီအောက်ဘက်မှာဆိုရင်လည်းပေါ့နော်စတိုဂန်လေးလည်းရှိမယ်။တခြားပစ္စည်းလေးတွေလည်းထားလို့ရအောင်အပေါ်သားကြည့်အောင်နော်။ နေကားရဲ့အပေါ်တက်ရောက်ပြီဆိုရင်ဒီ living area လည်းတော်တော်လေးကိုကျဲပေါ့နော်အဲဘေးဘက်မှာဆိုရင်လည်းမှန်ပြတွင်းပေါက်တွေတောက်လျှောက်တက်ပေးထားတယ်။ ceiling height ကလည်းမြင့်ပြီးတော့ဒီအလှမီးပြန်လေးထားပေးထားတယ်။ဒီဘက်မှာဆိုရင်ဖျားကန်းလည်းထားလို့ရမယ်။အဲနေရာလေးလည်းရှိရပေါ့နော်။ဒီဘက်မှာဆိုရင်လည်းပြတွင်းပေါက်လေးထားပေးထားတယ်။ဒီဘက်ချမ်းမှာဆိုရင်တော့အပြင်ကိုထပ်လို့ရမယ် runner လေးရှိရရှင့်။ဒီ runner လေးကလည်းအတော်တင့်ကျယ်ပေါ့နော်အရှိတ်ဘက်မှာဆိုရင်လည်း land ကိုတမ်းမြင်နေရတယ် and ော်တော်လေးကိုအဆင်ပြေပါတယ်အနောက်ဘက်ကအခန်းလေးတွေ့ကြည့်အောင်နော်ဒီအခန်းလေးကတော့ single room ပါရှင်အဲဒီ single room ကလည်းပေါ့နော်အတော်တင့်ကိုကျယ်ပြီးတော့အဲကျွန်တော်လည်းပါတဲ့အတွက်တော်တော်လေးအဆင်ပြေတယ်။အဲဒီဘေးဘက်မှာဆိုရင်လည်းဒီလမ်းတစ်လျှောက်ကိုဆိုရင်လည်းဒီမှန်ပြတွေးပေါက်လေးထားပေးထားရဲ့အပေါ်ကစီလင်မီလေးစီလင်ဟိုက်ကလည်းမြင့်ပြီးတော့မီပန်းလေးရာလည်းစားရပေါ့နော်။ဒီဘေးဘက်ချမ်းမှာဆိုရင်နောက်ထပ် master room လေးရှိပါမယ်။ ဒီမာစတာရူမ်လေးကလည်းပေါ့နော်အတော်တင့်ကျဲတယ်ဒီဘက်မှာဆိုရင်လည်းတိုင်းလန်းနဲ့ရေချိုးကန်လေးရှိမှအဲပေါ့နော်ကြွေပြားလေးအပြည့်တက်ပြထားပါရဲ့ရှင့်ဒီဘက်မှာဆိုရင်တော့အဲ့ဒယ်လိုင်းနဲ့အစင်ပြောင်းဒီကုံမောရေချိုးကန်းလေးနဲ့တိုင်းလန်ကိုတည်တံ့လေးထားရယ်ပေါ့နော်ဒီဘက်ချမ်းမဆိုရင်လည်းတို့ကြွေပြားအပြည့်နဲ့တက်ဆင်ပေးထားရယ်ရှင့်ဒီအနောက်ဘက်မှာဆိုရင်တော့ဒီအနောက်ဘက်ကိုထွက်လို့ရမယ် ရန်ဒါလေးထားပေးထားပါတယ်ဒီအိမ်လေးကဆိုရင်ပင်20 60ပေါ်မှာဆောက်လုပ်ထားပြီးတော့3000အောင်းနဲ့ 2RC တိုက်လေးကိုရမှာဆိုတော့တော်တော်လေးကိုတန်နေပါပြီရှင့်စိတ်ဝင်စားတယ်ဆိုရင်တော့ PSN Property ကိုအခုပဲဆက်သွယ်လိုက်ပါနော်